ဗီဗလန်ကြောင့်ဗီဗလန်ကြောင့်ဒီတို့ဒီဘက်ထရီငုံမှာတိုင်းလိုက်ရင်ရပြီเนาะဒီလောက်ကဒါဒိုင်ဂရမ်မှာရှာစရာမလိုဘူးเนาะโอเคအဲ့တော့မီတာလက်တံအနီရောင်ကိုဂရောင်းမှာထားပြီးတော့အနက်နဲ့လိုက်တိုင်းမယ်ဟုတ်လားအဲ့တော့ဘက်ထရီရဲ့အပေါင်းကိုဒီမှာလဲဗီဗက်ဆိုရေးထားတဲ့ဒီမှာ test 1ရှိတယ်ဘယ်လောက်ပြလဲ386 386ပြတယ်ဒါဆိုလို့ရှိရင်ကောင်းလားကောင်းတယ်ရမယ်နော် ပြီးရင်နောက်တစ်ခုကဘယ်လမ်းကြောင်းလဲ BFS ဟုတ်ပြီနော်ဒီဖုန်းရဲ့ diagonal အတိုင်းဆိုရင် BFS ကိုတိုင်းရမယ် BFS ကိုတိုင်းမှုအတွက်တို့တွေက BFS ရဲ့ capacitor နံပါတ်ဆရာပြောပြပါ C 800 C 800အဲ့ခဏလေးနော်ဒီဘက်ကနေပြီးအကုန်လုံးမြင်အောင်လို့ရှာပေးမယ်တရားတရားလည်းကအားလုံးရှာတတ်နေလောက်ပြီးထင်တယ်နော်

အဲ့ရှေ့သုံးရနှစ်ကထွက်တယ်ဆိုတော့ကျတော့ဒီရှေ့သုံးနာနှစ်နားလေးကကက်ပါစီတာတွေတိုင်းရင်လေရတယ်ဒီမှာဆိုလို့ရှိရင်ဒီနှလုံးလုံးမှာတိုင်းလို့ရတယ်ဟဟလား103တို့106တို့နဲ့တိုင်းလို့ရတယ်အဲ့တော့103နဲ့106ကဘယ်နားလေးမှာလဲ103ဒီဘက်က106အဲ့တော့ဒီ802ရဲ့အပေါ်မှာပဲဟဟလားအဲ့တော့ဘုတ်ကနေကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်ပြန်ပြပေးမယ်အဲ့တော့802ကဟိုဘက်ချမ်းမှာ အဲဒီကောင်ဒီမှာတိုင်းရမယ်ဟဲ့လားတစ်ဖက် ground ချထားတာမလားရမယ်နော်အဲ့တော့ဟုတ်ပြီအဲ့ကောင်ကိုတိုင်းကြည့်မယ်ရမယ်နော်အဲ့တော့ ground မှာနေအောင်ထောက်မယ်ဒီနှစ်ခုမှာပဲတိုင်းလိုက်လို့ရတယ်ဟဲ့လား ground ground ချင်းဆိုလို့ရှိရင်အတန်မီမှာပေါ့ဒီမှာလမ်းကြောင်းတိုင်းလိုက်တော့390တို့လေတို့လေးရဝင်းကြီးပြလို့ရှိရင်ဒီလမ်းကြောင်းနေရာတေးကြပါတော့ ကောင်းပြီးသားတွေဟုတ်ပြီနော်ဒီနှလုံးလုံးမှာတိုင်းလို့ရတယ်အဖြေအတူတူပဲနော်အဲ့တော့ B B base power အထိကောင်းသွားပြီ BFISD ကောင်းသွားပြီပြီးရင်ဘယ်လမ်းကြောင်းထပ်တိုင်းအောင်လုပ်ပါ power key အဲ့ power key နဲ့ပတ်သက်ပြီးတော့ကခြေဘလောက်လဲမင်္ဂလာပါအဲ့တော့ mobile phone ဖြစ်ဖြစ်နေပညာရက်ကိုဝါသနာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ profile ထဲမှာဒါမှမဟုတ်လို့ရှိရင် Facebook page မှာ ီ YouTube မှာလည်းတင်ထားရရှိတယ်ဗီဒီယိုတွေဗီဒီယိုသင်ခန်းစာတွေ mobile phone နဲ့ပတ်သက်ပြီးရောဗီဒီယိုသင်ခန်းစာတွေညာစွာတင်ပေးထားပါဗျ။အဲ့တော့အဲ့များသောသင်ခန်းစာတွေကိုလေ့လာပြီးပြီဆိုလို့ရှိရင်ကျွန်တော် mobile phone ပြုရင်ဒီကိုတကယ်စိတ်ဝင်စားတဲ့သူတွေကျွန်တော်ဒီလာမဲ့ပတ်ထဲမှာဒီလာထဲမှာကျွန်တော်တို့တင်တဲ့အတိတ်ခေါ်ယူထားပါဗျ။အဲ့တော့ကျွန်တော်ရေမွေးနေ့ဖြစ်တဲ့အတွက် special discount တွေလည်းပေးထားပါဗျ။ပြီးတော့ကျွန်တော်တင်တဲ့ကိုလာဖို့ခက်ခဲဖြစ်နေတဲ့သူတွေအတွက်ကျွန်တော် Android theory mastery or Android ပေါ့နော်။ or Android theory mastery 2025 update တင်တဲ့ ်းကိုလည်းကျွန်တော်တို့လက်ခံပေးနေပါဗျာအဲ့တော့အဲ့ဒီတန်တန်းလေးအကြောင်းကိုလည်းကျွန်တော်တို့ဒီမှာရေးထားတဲ့ဖုန်းနံပါတ်မှာအသေးစိတ်စုံစမ်းပြီးတော့ကျွန်တော်တို့အဲ့လိုရနေပါပြီအလုံးမဲအဲ့တော့တန်တန်းကတော့တန်တန်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့ဒီမှာ caption လေးမှာကျွန်တော်ရေးထားပါမယ် ဲ့တော့ဒီ Android Theory Mastery နဲ့ပတ်သက်ပြီးတော့ကကျွန်တော် Theory Only ပေါ့နော် Theory Only ကိုဒီ Hardware Theory Only ကိုကျွန်တော် Diagram တွေဖတ်တာတွေကျွန်တော်တို့ကျွမ်းကျင်တဲ့ ठी ပြကြလို့ရှိရင် Diagram Schematic Diagram ကိုကြည့်ပြီးတော့ Block ထုတ်တာတွေ Power Bank နဲ့သဆိုင်နဲ့ Pin No Power ဆိုလို့ရှိရင်ဘယ်လိုစက်ရမယ်ဆိုတဲ့အပိုင်းကနေစပြီးတော့ကျွန်တော်တို့ Mobile Phone ဝေးအကုန်လုံး Camera တွေ Display တွေအကုန်လုံးပြောမယ်ဆိုလို့ရှိရင်အကုန်လုံး Complete ပေါ့နော် Network ပိုင်းတွေ ठी အားလုံးပြည့်ပြည့်နေဒီအကုန်လုံးပါတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ Profile နဲ့က Video သင်ခန်းစာတွေကို free library လေ့လာလို့ရပါတယ်ဗီဒီယိုပေါင်းရာနဲ့ချီပြီးတော့အများကြီးကျွန်တော်မျှဝေထားပါတယ်အဲ့တော့တကယ်ကြိုက်တယ်ဆိုလို့ရှိရင်တကယ်လေ့လာရတာကျွန်တော်လည်းလေ့လာရတာအဆင်ပြေတယ်ဆိုလို့ရှိရင်အခုကျွန်တော်ဒီ caption သို့မဟုတ်ကျွန်တော်တို့ဒီ comment မှာရေးထားတဲ့အပြင်သဏ္ဍာန်ကြောင်းလေးကိုဖတ်ပြီးတော့အပြင်သဏ္ဍာန်ကိုလည်းလာ join လို့ရတယ်အဲ့တော့ဒီ PhD ကိုတည်ပြီးသားတွေအတွက်ကတော့ကျွန်တော်ထပ်ပြောချင်တာတစ်ခုကတင်တတ်မယ်လို့ ဟိုစဉ်းစားထားတယ်စဉ်းစားတက်မယ်လို့ချိန်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ session မှာကျွန်တော်အမိ join စီကြပါတယ်အားလုံးမထင်မှတ်ထားတဲ့ဇေနုတစ်ခုကိုကျွန်တော်တက်မှတ်ပြထားပါတယ်အားလုံးပဲကျွန်တော် online သင်တန်းဖြစ်ဖြစ်ကျွန်တော်အပြင်သင်တန်းဖြစ်ဖြစ်ကျွန်တော်တို့ တွေ့ကြပါမယ်အဲ့တော့ online တင်တဲ့ကတော့ကျွန်တော်အပြင်တင်တယ်ကျွန်တော် special တန်းက video record တွေကိုနေ့စဉ်တင်ပေးပြီးတော့ကျွန်တော်နဲ့တူတလောက်နှစ်ချိန် zone နဲ့ကျွန်တော်ပြန်ပြီးနားမလည်တာပြန်မေးမယ်ဆွေးနွေးမယ်အဲ့လိုမျိုးတွေလုပ်မယ်အစီအစဉ်တွေလည်းပါမယ် okay เนาะအဲ့တော့အပြင်တင်တဲ့ကတော့လုံးဝပြောစရာမလိုဘူးအဲ့တော့ CPU တွေလက်စပိုင်းတွေဆိုလို့ရှိရင်လည်း CPU တွေအထိလုံးဝနိုင်အောင်ထိကျွန်တော် train မယ်ပြီးကြလို့ရှိရင် theory နဲ့ပတ်သက်ပြီးတော့ဘယ်ဟာလာလာကျွန်တော်တို့ဘယ်အပိုင်းကနေပြန်မေးမေးကျွန်တော်တို့ဒါအာမခံနဲ့တွေ့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့တင်တဲ့နေ့မှာတွေ့ကြပါမယ် Okay, bye bye.